ကျွန်တော်လက်များတော့ထမြအောင်ပါကျွန်တော်အပြင်မှာတံပန်းလုပ်ပါတယ်အလုပ်သွားရင်တော့စကားစအတင်းဖန်းကြီးခေါ်ပြီးတော့ကျွန်တော်စူတော်ရင်ပူခဲ့ပါစူတော်ရင်မှာတဆင့်တထောင်မျိုးဈေးချောင်းလေးချင်းကိုရောက်ခဲ့တယ်တင်တန်းချောင်းဆင်းပြီးကမှခါလာရ28လို့ရောက်ခဲ့အဲကျောက်ခဲ့တဲ့နေ့ကစလို့တရားမှမပြောခဲ့ပါဘူးဘယ်လိုမျိုးခိုင်းခဲ့ပါလဲ စကားစားလောက်ရောက်ကိုကျွန်တော်မနှိမ့်ဘူးပါဒါကြောင့်ကျွန်တော်ထွက်ပြီးပူချူရခဲ့ပါကျွန်တော်အပြင်ခြေခုံးစကားကိုရောက်ခဲ့ခြေခုံးစကားရောက်တော့ဘူကြီးနဲ့ရာရှိရပြောရဲကျွန်တော်ပြည်လူလူနဲ့ဘူတွဲမနေရဘူးတကယ်လို့ထွက်ပြီးမယ်ဆိုတော့ပါပဲအခုလက်နက်ကဖွဲ့စီရကျွန်တော်တို့ဖမ်းပြီးတော့မတရားနှိပ်စက်မယ်ညှဉ်းပန်းမယ်အဲ့လိုမျိုးလည်းပြောခဲ့တယ်ဒါပေမဲ့ကျွန်တော်အဲ့အောင်ပြူးမဆိုင်ပဲလဲကျွန်တော်ထွက်ပြေးလာတယ်လက်နက်ကဖွဲ့စီနဲ့ကျွန်တော်ပူပေါင်းတယ်ပူပေါင်းပြီးတော့ တော့အကောင်းဆုံးဖြစ်အောင်ဒီစကားစောက်တတ်ထုံးပါအခုအခုလည်းဒီတော်လိုင်းတက်တဲ့ရောက်တာကျွန်တော်ပြောတယ်ကိုမာဒီရတယ်လည်းကွာတယ်ကွာချားမှုကတော့တော်တော်ကွာချားပါကွာချားတော့အခုကျွန်တော်တို့အချိန်ပိုင်းတိုင်းတာရဆိုလို့ရှင်တော့ဒီမှာအများကြီးတာတယ်အားလုံးလူလေးမှုရှိတယ်အော်လုံးကျူဆူရတယ်ဘော်ယူရယ်မိသားစုလူပဲနေမင်းနဲ့အားလုံးညီကိုစိတ်တက်ကြီးကြရယ်အဲ့လိုတည်းကျွန်တော်ပြောရယ်ကျွန်တော်လုပ်ခဲ့တာကျွန်တော်မှန်တယ်လို့ကျွန်တော်သုံးသပ်ပါ ကျွန်တော်ခင်ကောင်းလိုက်တော့ကျွန်တော်မိသားစုနဲ့တိုက်ဝိုင်းနေမယ်ကျွန်တော်အလုပ်ကအောင်ကျွန်တော်တစားဘက်မှကျွန်တော်လုပ်မယ်ကျွန်တော်ကြိုးစားမယ်ကျွန်တော်မိသားစုဘာရှိတော့ကျွန်တော်ပေါင်းအောင်မို့ပြအောင်ကျွန်တော်ကြိုးစားပြီးတော့တည်ဆောက်မယ်အဲ့ဒါကားပေါ့ကျွန်တော်စကားကြီးအားနေချက်တွေပါရှိမှဆိုပြီးဖြည့်တင်ပြီးတော့ဖြည့်ဆက်ပြီးတော့နားလည်ပြရပါလို့ကျွန်တော်စကန်ထဲမှာရှိခဲ့တဲ့ကျွန်တော်ငွေချင်းတွေအားလုံးလည်းကျွန်တော်လူပဲထပ်ပြီးတည်ဆောက်မှုတော့ကျွန်တော်ဖိတ်ခေါ်တယ်ဒါပေမဲ့ဒီဘက်ရောက်လာရင်ကျွန်တော်လူပဲအေးအေးဆေးဆေးလေးနဲ့ပဲနေရမယ် 衣服，棉衣都都没衣服，棉衣洗了。